PSN News ပြည်သက်များမင်္ဂလာပါခင်ဗျာ KK Park ကြားဖြန့်လိန်လယ်မှုနှိမ့်နေပြီနောက်ကျိုးဝေပေါ်အာယုံဆိုင်ခြင်းဆိုတဲ့ဘာသာပြန်သတင်းဆောင်မကို တင်ဆက်ပေးပါမယ်တရုတ်ဆိုရဟာ2024ခုနှစ်မှာနေဆက်ဖြတ်ကျော် Call Center Guide တွေကိုစတင်နှိမ့်နေခဲ့ပြီရွှေဒရစ်ကအထူးစီဝါရေးဆုံး GDSS အတွင်းမှာရှိတဲ့ Telecom လိန်လယ်မှုကွန်ရက်တွေကိုရှင်းလင်းဖို့အတွက်လာအိုအစိုးရနဲ့ပူးပေါင်းကာ ဂျိုးဝေမော်ဒယ်လို့ခေါ်ဆိုတဲ့စီမံချက်ကိုစတင်ခဲ့ပါတယ်။တရုတ်နဲ့လာအိုရက်တက်ဖွဲ့တို့ဥပပေါင်းစီးနှင်းမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်2025ခုနှစ်အစောပိုင်းမှာရှေဒရီဂန်ဒေသမှာကောစန်တာဂိုင်းတွေ လုံးဝမကြံရှိတော့ကြောင်းလာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ဂျိုးဝေမော်ဒယ်ဟာမြန်မာနိုင်ငံရဲ့ဥပဒေမဲ့ဆန်တဲ့လောက်တိုင်မော်ဒယ်နဲ့တိတိသားသားကွာခြားလျက်ရှိပါတယ်။ဂျိုးဝေဟာလာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရရဲ့ တရားဝင်ထောက်ခံမှုနဲ့တရုတ်အစိုးရရဲ့တည်တည်သားသားညင်သားစွာကင်တွယ်မှုတို့ကိုရရှိထားပြီးဘေကျင်းကသူအားဒေတာရင်းတည်ငြိမ်ရေးဖော်ဆောင်ပေးသူဖြစ်ဆက်လက်သတ်မှတ်ထားပါတယ်။မဲခေါင်ဒေတာလေးလာသုံးသက်သူတွေကတရုတ်ရဲ့မီးခိုးရောင်စီးပွားရေးလို့ခေါ်ဆိုတာဟာအနောက်နိုင်ငံတွေရဲ့လွှမ်းမိုးမှုကိုထိန်းချုပ်ပေးကတရားမဝင်ကွန်ရက်တွေကိုဖုံးကွယ်ပြီးထိန်းချုပ်ထားနိုင်တဲ့တရားမဝင်ပထူရီနိုင်ငံရဲ့လက်နက်တစ်ခုဖြစ်အသုံးဝင်နေနိုင်ကြောင်းနဲ့အဲ့ဒီလိုလိန်လဲမှုလုပ်ငန်းတွေဟာ လုံးဝပျောက်ကွယ်သွားခြင်းမရှိစေဖို့တေချာစေကြောင်းအကြံပြုထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကဂျိုးဝေဟာမြန်မာနိုင်ငံမှဒေသခံလက်နက်ကိုင်ခေါင်းဆောင်စိုင်းလင်းရဲ့ကြောတော့နောက်ခံပြုထားတဲ့ရန်ဘီနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရနေမြေတစ်ခုဖြစ်တဲ့မိုင်းလာမှာကာစီနိုတစ်ခုဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်တရုတ်နိုင်ငံယူနေပြည်နယ်အာဏာပိုင်တွေကနေဆက်ထိန်းချုပ်မှုတွေကိုတင်းကျပ်ပြီးစနစ်တကျရာဇဝတ်မှုတွေကိုနှိမ်နှင်းခဲ့ရမှာဂျိုးဝေရဲ့ကာစီနိုလုပ်ငန်းတွေကိုပိတ်သိမ်းဖို့ ဖိအားပေးခံခဲ့ရပါတယ်။2009ခုနှစ်မှာဂျိုးဝေဟာလာအိုနိုင်ငံကိုပြောင်းရွှေ့ပြီးဘိုကဲခရိုင်တော်ဖန်မြို့နယ်ရှိရွှေဒရီကန်အထူးစီးပွားရေးဆောင် GTSZ ကိုတည်ဆောက်ဖို့အတွက်နှစ်90လုံပိုင်ခွင့်ကိုရရှိခဲ့ပါတယ်။လာအိုကောင်းဆောင်တွေကဂျိုးဝေဟာတရားဝင်ရင်းနှီးမြှုပ်နှံမှုနဲ့အမြင်ကျတဲ့စီးပွားရေးပညာရှင်ဖြစ်ချေချူးဂုံပြုခဲ့ပြီးသူတို့ရဲ့နယ်မြေကိုနိုင်ငံအထွတ်ပြသနိုင်တဲ့အထူးစီးပွားရေးဆောင် SCZ တစ်ခုအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ဂျိုးဝေဟာတရုတ်နယ်ပါ၊လာအိုဒုတိယဝန်ကြီးချုပ်ဟောင်းဆုံဆာဗတ်လိန်ဆာဗတ်နဲ့ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ခဲ့ပါတယ်။လိန်ဆာဗတ်ရဲ့ဘိုးဘွားတွေဟာပြင်သစ်ကိုလိုနီခေတ်ကတရုတ်နိုင်ငံဟိုင်းနယ်ပြည်နယ်ဝမ်ချမ်းမှာလာအိုနိုင်ငံလွန်ပရာဘွန်ကို ပြောင်းရွှေ့လာသူတွေဖြစ်ပြီးသူတို့နှစ်ဦးဟာပုဂ္ဂိုလ်ရေးရခင်မင်ရင်းနှီးမှုလည်းရှိခဲ့ပါတယ်။လိန်ဆာဗတ်ဟာသူတောင်ဝထမ်းဆောင်စဉ်တပ်တန်းအတွင်းကျိုးဝေအား250လုပ်ပိုင်ခွင့်ကို အတည်ပြုပေးဖို့အတွက်ကိုယ်တိုင်တွန်းအားပေးခဲ့ပါတယ်။ ဖျူထရီကန်ဒေတာမှာရှိတဲ့ဘေကျင်းရဲ့ရှေးပြေးစခန်းကျွမ်းကျင်သူတွေကမြန်မာလာအောင်နဲ့ထိုင်းနိုင်ငံတို့ရဲ့နယ်နိမိတ်တွေကိုဖျက်ချောနေတဲ့ကျိုးဝေရဲ့အင်ပါယာဟာပုတ်ကလီကစီးဝိုင်းလုပ်ငန်းတစ်ခုထက်ပိုတယ်လို့မှတ်ချက်ပြုကြပါတယ်။လေလာသူအများပြအတွက်သူဟာဘေကျင်းဆိုရရဲ့မာဂျူဟာမြောက်ရှေးပြေးစခန်းတစ်ခုဖြစ်လှုပ်ဆောင်နေပါတယ်။သူ့ရဲ့လုပ်ငန်းတွေဟာဒေတာရင်းမှာရှိတဲ့အမေရိကန်ရဲ့လှုပ်ဆောင်မှုတွေကိုစောင့်ကြည့်နေပြီးအရှိတောင်အာရှကုန်းတွင်းပိုင်းမှာတရုတ်ရဲ့ခြေကုပ်ကိုလုံခြုံစေပါတယ်။အနောက်နိုင်ငံတွေက ဂျိုးဝေအားရာဇဝယ်ဂိုင်းခေါင်းဆောင်ကြီးဖြစ်ရှုမြင်ကြပေမဲ့မဲခေါင်ဒေသမှာရှိတဲ့အခြားသူတွေကတော့သူ့အားကာစီနိုတွေနဲ့မှောင်ခိုလမ်းကြောင်းများသာရှိခဲ့တဲ့ပိုင်ရှင်မဲ့နေမြေတစ်ခုကိုတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုလက်နက်ဖြစ်သူပြောင်းလဲပေးခဲ့တဲ့လက်တွေ့ကျတဲ့ဘေကျင်းရဲ့စီမံခန့်ခွဲသူဖြစ်ရှုမြင်ကြပါလိမ့်ခင်ဗျာ